အရှင်ဖုရားမတိတာကိုအလင်းပြပြီးတော်မူပါဖုရားညောင်ပင်ကိုခုတ်ထင်းရှင်းလင်းရင်မြတ်စွာဘုရားကိုမဖူးမြော်ရဘူးဆိုတာ ဟုတ်ပါသလားဖုရားဘယ်လိုညောင်ပင်မျိုးတွေပါလဲဖုရားအလင်းပြပြီးတော်မူပါဖုရားတဲ့စပါပေမှာညောင်ပွေးမိဖုရားကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်မျိုးဆိုတာ ဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်မျိုးကဘသူတွေလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်၁ထူပါဗေဒ စေတီပထိုးဖျားចောင်းကံများကိုဖြည့်စည်းတော်သူနှင့်ဘောဓိဗေဒဘောဓိညောင်ပင်ကိုဖြည့်စည်းတော်သူ၃အာရာမဗေဒဖျားစာတရားစာများကိုညဉ့်ညမ်းသောနေရာ၌အသုံးပြု၍ဖြည့်စည်းတော်သူ၄ဘိက္ခုဗေဒတန်ခါအချင်းချင်းတစ်ပါးနဲ့တစ်ပါးမတည့်အောင်ကုန်းတိုက်၍တန်ခါတင်ခွဲတော်သူ၅ဘိက္ခုနီဗေဒဘိက္ခုနီမကိုအကျိုးနည်းအောင်မေထုံမှီဝဲဖြည့်စည်းတော်သူ၆ပင်စာနန္ဒရိယဗေဒ ပင်စာနရိယကံ၅ပါးကိုကျူးလွန်ထားသူခုနှစ်တက္ကာယဒိဋ္ဌိဘေဒမှားသောအယူရှိသောသူတို့ပဲဖြစ်ပါတယ်ဒါဟာနောင်ပွေမိဖရားကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်မျိုးပဲဖြစ်ပါတယ်အဆိုပါပုဂ္ဂိုလ်ခုနှစ်မျိုးထဲမှာဘောဓိဘေဒဘောဓိညောင်ပင်ကို ဖြစ်စည်းသောသူဆိုတာပါပါတယ်ဘယ်လိုဘောဓိညောင်ပင်မျိုးကိုပြောတာလဲဆိုရင်ဖရားရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းကအမိပြုပြီးပွင့်ခဲ့တဲ့ဘောဓိညောင်ပင်နဲ့ ဖျားရှင်အားရည်မှန်းပြီးပူဇော်တဲ့အနေနဲ့စိုက်ပျိုးထားသောဗောဓိညောင်ပင်မျိုးကိုပြောတာပါအဲ့ဒီလိုဗောဓိညောင်ပင်မျိုးတွေကို ဖြည့်ဆည်းမိမယ်ဆိုရင်တော့ဗောဓိဗေဒဖြစ်ပါတယ်သာမန်အလေးကျပေါက်နေတဲ့ညောင်ပင်တွေကိုဖြည့်ဆည်းတာကတော့ဘာအပြစ်မှမဖြစ်ပါဘူးเนาะ